တာဝန်ပစ္စည်းဖြစ်တဲ့ငချောက်ကိုရေဆေးပြီးတော့ရေစိမ်ထားပေးပါမယ်ရှင်။ဆီဆူလိုင်းစမ်းမုန်ထည့်ပြီးတော့ကက်တန်ချီမီထောင်းထားတဲ့လေးကိုစီတက်ပေးပါမယ်ရှင်။ ရောင်တင်ဖို့တစုံထည့်ပေးပါမယ်အစရရတာအတွက်မြေကြီးအစိမ့်မှုတ်ထည့်ပါမယ်ပြန်ကြည့်လေးလေးထည့်ပြီးတော့ नो ई လာတဲ့အထိချက်ပေးပါမရှင်။ ငားငံမြိုင်လူဆုံးထည့်ပါမယ်ရင်းရင်းလေးလူတော်အောင်ရေလေးထည့်ပြီးတော့တဲပေးထားပါမယ်ရှင် အပိစိမ်းစားဖြတ်ထားပါမယ်ခရင်ချင်းလေးနူလာပြီဆိုလို့ရှိရင်ဖြတ်ထားတဲ့ငပိစိမ်းစားလေးထည့်ပြီးတော့မှုန်ပေးပါမယ်ရှင် ခင်းနံလေးပို့ပြီးအောင်မွေးစေချင်လို့နည်းနည်းလေးအမြင့်နဲ့အယူလေးတွေကိုထည့်ပြီးတော့ချက်ပြီးထားဖြစ်ပါတယ်။ခရင်ကင်းလေးတော်တော်လေးချေပြီးတော့စီပင်လာပြီဆိုလို့ရှိရင်တော့ပဝင်ပစ္စည်းဖြစ်တဲ့ငချောက်ထည့်ပေးပါမရှင်။ချက်တမ်းမုတ်ထဲပါမယ် ကျွန်မကတော့အဆက်မမ်းများလေးစားခြင်းနဲ့တို့ကြောင့်မလို့မြေဒီစိမ်းမမ်းများလေးထည့်ထားပါတယ်ရှင်မချောက်လေးလဲနူဤတော့အောင်ပြန်ပြီးတော့ရေလေးထည့်ပြီးတော့တည်ထားပေးပါမယ်လို့ရည်ရွယ်လို့ရှိရင်တော့နည်းနည်းပင်လေးအုပ်လို့ရပါပြီရှင်။ ီလူပြင်လာတဲ့အချိန်ဖြစ်ပါမယ်ရှင်။ရင်တစ်ခွက်ထင်းနဲ့ထမိန်မင်းစင်နဲ့ငချောင်းဟင်းဆက်ဆက်လေး channel လေးဖြစ်ပါရဲ့ရှင် channel လေးကို like and subscribe လေးလုပ်ထားပြပါရှင်